မင်္ဂလာပါတော်ရရှင်များရှင်အခုချိန်ကစပြီး2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို UNG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုကျမအနွေဦးမိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ပဒရပြည်ထောင်စုရေးရဝန်ကြီးဌာနဒုတိယဝန်ကြီးမာကိုအစ်ချစ်ထွန်းကွဲလွန်မှုအတွက် IEC KCC နဲ့ခေနေရိုဝန်ထမ်းတောင်းလှော်ပို့တဲ့သတင်းကိုဥစွာတင်ပြပေးသွားပါမယ်။ ကရင်နေပြည်လူမျိုးပေါင်းစုံပြည်သူ့လက်မြောက်ရေးတပ်ဦး KNPLF ဘုတ်ကော်မတီဝင်လည်းဖြစ်အမျိုးသားရင်ွယ်ရေးအစိုးရ NUG ဖက်ဒရယ်ပြည်ထောင်စုရေးရဝန်ကြီးဌာနဒုတိယဝန်ကြီးလည်းဖြစ်သူမာကိုဤချစ်ထွန်းခေါ်ဦးချစ်ထွန်းကွဲလွန်သွားတဲ့အတွက် IEC KCC နဲ့ KNRO ကဝန်내ကြောင်းတွင်လွှာရေးပေးပို့ထားပါတယ် နိုင်ငံရေးတာဝန်ကိုထမ်းဆောင်နေစဉ်ကာလစက်တင်ဘာ25ရက်နေ့မှာကွယ်လွန်တိမ်ပါသွားခဲ့တဲ့အတွက်ကျန်ရစ်သူမိသားစုနဲ့ထပ်တူထပ်မြကြေကွဲရပါကြောင်းဝန်ထမ်းမှတ်တမ်းရေးထိုးအပ်ပါတယ်လို့ပသက်ပြည်ထောင်စုရေးရဝန်ကြီးဌာနမိသားစုကလည်းထုတ်ပြန်ထားပါတယ်တော်လိုင်းနဲ့နိုင်ငံရေးမိတ်ဆွေဦးချစ်ထွန်းဟာကရင်နေပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF က စစ်ရေးနိုင်ငံရေးနဲ့စစ်ဆိုင်ရေးတာဝန်တွေကို1992ခုနှစ်ကစလို့ရွရွချွန်ချွန်ထမ်းဆောင်ခဲ့ပြီးစစ်အာဏာရှင်တွန်လှန်ကာလ2021ခုနှစ်ဧပြီ16ရက်ကစပြီးအမျိုးသားငြိမ်းချမ်းရေးအစိုးရဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှဒုတိယဝန်ကြီးအဖြစ်နဲ့နာကပ်ပြည်ထောင်စုအတွက်အရေးပါတဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရင်းနဲ့တော်လှန်တာဝန်တွေကိုဆွန့်ဆွန့်တမန်တာဝန်ယူဆောင်ရွက်ခဲ့သူလို့သိရပါတယ်။မာခူးအစ်ချွတ်ထွန်းဟာသူ့ဘဝနောက်ဆုံးအချိန်ထိ ဖက်ဒရယ်ဒီမိုကရေစီပြီးထောင်စုတည်ဆောက်ရေးလုပ်ငန်းမှာအားကျုံးမှန်တက်ဆောင်ရွက်ခဲ့တယ်လို့ကရင်နေပြည်အတွင်းဒိုင်းဒါစီးလုံးငွေငွေရေးနဲ့လူငယ်ရေးရာကိစ္စတွေမှာအားပေးကူညီခဲ့သူဖြစ်တဲ့အတွက်ကရင်နေပြည်သမိုင်းမှတ်တမ်းမှာအတိမတ်ပြုမှတ်တမ်းတင်သွားမယ်လို့ကရင်နေပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ဝန်ထမ်းကြောင့်တွင်လွှာမှာဖော်ပြထားပါတယ်ကရင်နေပြည်လူမျိုးပေါင်းစုံပြည်သူ့လက်မြောက်ရေးတပ်ဦး KNPLF ဘဟုကော်မတီဝင်အဖြစ်နိုင်ငံရေးဌာနမှထမ်းဆောင်ခဲ့တဲ့ပြင် KNPLF ရဲ့လူငယ်ရေးရာကဏ္ဍမှာလည်းဥဆောင်ခဲ့တယ်လို့တယောတိုင်းသားစာပေနဲ့ယဉ်ကျေးမှုဘဟုကော်မတီရဲ့ဒုဥက္ကဋ္ဌဖြစ်အမျိုးသားရေးတာဝန်တွေထမ်းဆောင်ခဲ့လို့ KSCC မှတ်တမ်းအရသိရပါတယ်။ ရဲဘော်မခူအီချစ်ထွန်းဟာဆီအာနာရှင်စနစ်စန့်ကျင်ရေးအမျိုးသားတန်းတူရင်းနဲ့စစ်မှန်တဲ့ဖရက်ပီထောင်စုပေါ်ထွန်းရေးစတဲ့တိုက်ပွဲတွေမှာမိခင်အဖွဲ့အစည်းဖြစ်တဲ့ခရင်နေပြည်လူမျိုးပေါင်းစုံပြည်သူ့လူမျိုးရဲတပ်ဦး KNPLF နဲ့အတူကြာယာကန္နာမှာပါဝင်ခဲ့တဲ့တိုက်ပေါ်တိုက်ဖက်မဟာမိတ်ခေါင်းဆောင်တအူးဖြစ်လို့ကရအမျိုးသားတမရော KNA ကလည်းအတိပေးထားပါတယ် အွန်လိုင်းအင်အားစုအားလုံးရဲ့ပန်းနိုင်ဖြစ်တဲ့ Federal Democracy ပြည်ထောင်စုထူထောင်နိုင်ရေးမှာပါဝင်ခဲ့တဲ့ Federal ပြည်ထောင်စုရေးရဝန်ကြီးဌာနဒုဝန်ကြီးမကုအချစ်ထွန်းခေါ်ဦးချစ်ထွန်းရဲ့ရည်တည်ချက်နဲ့ယုံကြည်ချက်ပေါ်မကွန်းတင်ထားမှဖြစ်ပြီးမပြီးဆုံးသေးတဲ့အွန်လိုင်းနဲ့တိဆောက်ရေးလုပ်ငန်းတွေကိုဆက်လက်အားထုတ်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ဝန်내ကြောင်းတွင်လွှာပေးပို့တဲ့အဖွဲ့အစည်းတွေကပြောထားပါတယ်ရှင်။ ဆက်လက်ပြီးအမှတ်3311တိုက်ရင်ကအခြေခံစစ်ပညာသင်တန်းအပစင်ကိုသင်တန်းဆင်ပွဲကျင်းပတဲ့တွင်ကိုတင်ပြပါမယ်။ပြည်သူကခွေတမရောအမှတ်3311တိုက်ရင်ရဲ့အခြေခံစစ်ပညာသင်တန်းအပစင်ကိုသင်တန်းဆင်ပွဲကိုလွတ်မြောက်နေမြေတနေရာမှာအကျဉ်းချုပ်ကျင်းပခဲ့လို့အဲ့ဒီတိုက်ရင်က မနေ့စက်တင်ဘာ29ရက်မှာထုတ်ပြန်ထားပါတယ်။ဒီတင်နာမှာကိုကာယကျမ်းမာကြန့်ခိုင်မှုရှိစေမဲ့လေ့ကျင့်ခန်းတွင်ခြေခံစစ်ပညာနှင့်ဆိုင်တဲ့သင်ခန်းစာစစ်သေးတော်တွေလိုက်နာရမယ့်ကျင့်ဝတ်တွင်နိုင်ငံရင်းနဲ့ဆိုင်တဲ့အသိပညာပေးတာတွေထည့်သွင်းတင်ကြားခဲ့တယ်လို့ဆိုပါတယ်။ ပို့အမျိုးသားကာကွယ်တပ်တစ်ခုဖြစ်တဲ့အမှတ်1311တပ်ရင်းရဲ့ခြေခံစစ်တင်နာအပစင်ကိုတင်နန်းစင်ပွဲကိုတပ်ရင်းကဌာနဆိုင်ရာတာဝန်ရှိသူတွေပြင်ညီနောင်တပ်တွေဖြစ်တဲ့ကရင်နီအမျိုးသားကာကွယ်တပ်ကတာဝန်ရှိသူတွေရဲဘော်ရဲပတွေနဲ့ဒေသမှာရှိတဲ့ရမိရဖတွေ တက်ရောက်ခဲ့ကြပြီးတင်နန်းစင်ရဲဘော်တွေကိုအပိစ်ကပြောကြားခဲ့လို့အသိပေးထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော်အောက်မှရှိတဲ့ပအိုးအမျိုးသားကာကွယ်တပ်အမှတ်3311တိုက်ရင်အနေနဲ့စစ်အာဏာရှင်နဲ့အာဏာစနစ်ဆိုးမှန်သမျှကိုတိုက်ခိုက်ချင်းမုံသွားမှာဖြစ်တဲ့အတွက်အမှတ်3311တိုက်ရင်နဲ့အတူတော်လှန်လိုတဲ့ရဲဘော်ရဲဘက်တွေကိုအဲ့ဒီတိုက်ရင်ကဖိတ်ခေါ်ထားပါတယ်ရှင်ဝုံရအမြင့်လမ်းပိုင်းအခြေအနေတွေဗီဒီယိုရိုက်ပြီးဆိုရှယ်ပလက်ဖောင်းတွေပေါ်မတင်ကြဖို့ ကိုင်းတိုင်းပြည်သူအကျိုးပြုကင်းထောက်ခွင့်ရဲ့တတိပေးတဲ့တရင်ကိုနောက်ဆုံးတင်ပြသွားပါမယ်။စကိုင်းတိုင်းနဲ့မန္လေးတိုင်းကိုဆက်သွဲသွားလာရမှာအထူးကလမ်းမကြီးတစ်ခုဖြစ်တဲ့မုံရွာမန္လေးလမ်းပိုင်းကမုံရွာအမြင့်လမ်းပိုင်းအခြေအနေကိုဗီဒီယိုရိုက်ပြီးဆိုရှယ်မီဒီယာတွေပေါ်မတင်ကြဖို့စကိုင်းတိုင်းပြည်သူအကျိုးပြုကင်းထောက်ခွင့်ရဲ့ဖွဲ့ကတတိပေးပြောကြားလိုက်ပါတယ်။မုံရွာအမြင့်လမ်းပိုက်အခြေအနေကိုဗီဒီယိုရိုက်ပြီးဆိုရှယ်မီဒီယာတွေပေါ်တင်နေကြတာနဲ့ပတ်သက်လို့ စကိုင်းတိုင်းပြည်သူ့အကျိုးပြုကင်းထောက်ကွန်ရက်အဖွဲ့ကဒီနေ့စက်တင်ဘာ28ရက်မှာသတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။မုံရွာနဲ့ချောင်းဦးမြို့ကြားမှာရှိတဲ့မုံရွာအမြင့်လိုင်းပိုင်အခြေအနေကိုဗီဒီယိုရိုက်ပြီး Facebook နဲ့ TikTok စတဲ့လူမှုကွန်ရက်တွေပေါ်တင်နေတာဟာအကြမ်းဖက်စစ်တပ်ကိုတရင်ပေးနေတာနဲ့တူနေရလို့အသိပေးထားပါတယ်။ခုလို social media တွေပေါ်တင်နေတာဟာ စစ်တပ်သတင်းပေးဖြစ်မှန်းမသိဖြစ်နေတယ်လို့လဲမုံရွာအမြင့်သတင်းမှန်ပြန်ကြားရဲ့အဖွဲ့ကလည်းပြောထားပါတယ်။ဒါကြောင့်ဒီလန်ပိုက်အခြေအနေတွေကိုဆိုရှယ်မီဒီယာတွေပုံမတင်ကြဖို့မုံရွာအမြင့်သတင်းမှန်ပြန်ကြားရဲ့အဖွဲ့ကပြည်သူလူထုကိုမေတ္တာရပ်ခံထားပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Video UNG သတင်းထောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။